ခွက်ပြောက်တယ်ဆိုတာဗျာဟိုဘယ်လိုပြောရမလဲဒီတိုင်းဖက်တွေဖက်နေစားလို့ရဒီကောင်တွေမှာဘာအကုန်ကိုပျောက်ပြီးတော့ဒီကပြီးတော့လဲခွခွန်ဆိုတဲ့ဟာယူဘယ်လိုကျွန်တော်ပို့လေးပြောဆောက်ခွက်ဖြတ်ရိုက်ချင်ကြတာရဲဘော်တိုင်းရအဲ့လိုအဲ့လိုအဲ့လိုမျိုးပေါ့ မင်္ဂလာပါအဲကျွန်တော်ဒီတစ်ခေါက်မှာလေဒါအင်တာဗျူးလေးလုပ်ဖို့စီစဉ်ထားတဲ့ဟာတယောက်ရှိတယ်ဗောနော်အဲအဲ့ဒါကလည်းပြည်သူတွေချိတ်ဆက်ပေးတာဖြစ်ပါတယ်အဲအဓိကတော့ကျွန်တော်ညီကိုတွေချင်းချင်းကအဲ့လိုမျိုးအများကြီးပဲဟိုတပ်ဖွဲ့တွေရာလဲသူရဲကောင်းတွေရာလဲအများကြီးပဲဆိုတော့ဒါချိတ်ဆက်မှုဘိုင်းတွေမှာကျွန်တော်လည်းကြိုးတော့ကြိုးစားတယ်ဒါပေမဲ့အားလုံးနဲ့မသိနိုင်ဘူးဒါကိုသိတဲ့ပြည်သူတွေနားလဲတဲ့ပြည်သူတွေကဒီအဖွဲ့ကိုလည်း view ပေးပါဦးအဲဒီအဖွဲ့ကလည်းဘယ်လိုမျိုးလုပ်ခဲ့တာရှိပါလဲဆိုတဲ့ပုံစံမျိုးလေးတွေလာပြီးပြောကြတော့ကျွန်တော်ချိတ်ဆက်ဖြစ်တယ်ဖြစ်တဲ့အချိန်မှာအဲ့လိုပဲကျွန်တော်ညီကိုချင်းချင်းရာဗျာအများကြီးပြောကြမလို့ဘူး ရွက်ချက်တွေတူတယ်ရီမန်းချက်တွေတူတာဖြစ်တဲ့အတွက်ပေါ့နော်အဲဒါအခုလိုမျိုးအဲတွေးကြပြီဆိုတဲ့အခါမှာတကယ်ညီကိုရင်းသဖွယ်ခန်းစားရတယ်ပေါ့နော်အဲဒါတော့ဒါ inner type ဘွဲမှာပါဝင်ခဲ့တဲ့အောင်မြင်မှုတွေရခဲ့တဲ့ကဏ္ဍပေါင်းစုံမှာကုညီပေးခဲ့တဲ့အာပုံမှန်ကြီးပေါ့နော်အဲပုံမှန်ကြီးနဲ့ကျွန်တော် interview မယ်မင်္ဂလာပါကိုဟိုလေးသားပါဗျာဟုတ်ဟုတ်ရပြီဗျာအဲရပြီကိုဟုတ်ไม่ไม่เสร็จไปอ๋อกูဟုတ်ကျွန်တော်ကတာလေုံတပ်ပါကပါမှာအခုဦးစီးနေရရေပုံမှန်ကြီးကြကျွန်တော်ဟုတ်ဟုတ်ဟုတ်ကိုပိုင်ကြီး ဒါရာထူးကြတော့ဟုတ်ဟုတ်ဒီဘက်လေယုန်တက်ကစီတောင်းကံမြောက်ဟုတ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 ်ကိုဟုတ်အဲကတာဆိုတော့ကျွန်တော်အင်းတော်တိုက်ပွဲပြအောင်ဟုတ်ကိုဟုတ်ဟုတ်ကဲ့ဗျဟုတ်ဟုတ်အင်းတော်တိုက်ပွဲကကျွန်တော်တို့ကရဲဖို့အနေမဟုတ်ဘူးဟိုဟာအကုန်လုံးတခြားကိစ္စတွေအကုန်လုံးကုညီထောက်ပံ့ပြီးတော့မှကျွန်တော်တို့ဘယ်လိုပြောလဲတိုက်ပွဲအနီးကတင်လိလာရတဲ့တိုက်ပွဲလည်းဟုတ်ခဲ့အဲ့ဒါအင်ဒိုကကျွန်တော်ဟုတ်တယ်ဟုတ်ဟုတ်ကိုတခြားကိစ္စတွေရောလိုအပ် တခြားနောက်မှာလိုအပ်တဲ့ဟာတွေရောကအကုန်လုံးပဲဟုတ်ဟုတ်ပေါ့အဲ့တော့အဲ့အင်းတော်နဲ့ပတ်သက်လို့တို့ဒီလက်ယုံတက်ခွဲကပါခဲ့တဲ့ပါခဲ့တဲ့အချိန်မှာပေါ့နော်တွေ့ကြုံရတယ်တွေ့ကြုံနေတယ်ပတ်သက်လို့ပြောချင်တဲ့ဟာမျိုးလေးကိုရှိမလားအဓိကအဲ့လိုဖြစ်စဉ်အကြောင်းအရာလေးတွေအတက်စရာအကြောင်းအရာလေးအဲ့ဒါလေးကိုပြောပြပေးပါဦးဖြစ်စဉ်အကြောင်းအရာ ဆိုရင်အဲပထမအဆုံးတကြိမ်ဟုတ်တယ်ပထမအဆုံးစပြီးတော့မှကျွန်တော်တို့အရှိကာကင်းနေဖြုတ်တဲ့အချိန်မှာကျွန်တော်မရောက်သေးဘူ အင်တော်အဲစစ်ကြောင်းနဲ့ကျွန်တော်မပါတော့ပထမဦးဆုံးအဲတို့ရဲ့ရှေ့ကာကင်းတွေကိုဖြုတ်တဲ့ချိန်တွေအချိန်မှာမရောက်တဲ့ကျွန်တော်မြို့တယ် Yes ခံရပြီဆိုမှကျွန်တော်ကြောချီယာရဲပေါ်ဒဏ်ရာရလို့ဆိုပြီးတော့မှကျွန်တော်ကတားနေတက်တက်ပြီးတော့မှဒူဘိုင်းချင်းသွားပြီးတော့မှအဲမှာအဲသူလက်နဲ့ကြီးလိုအပ်နေရပေါ့ဒါတွေကူညီပေးဖို့ဆိုပြီးတော့ကျွန်တော်အဲ့ရနေစပြီးတော့အင်တော်တိုက်ပွဲတွေကိုစပြီးတော့ဝင်ရတာပေါ့အဲ့တော့လိုအပ်နေတဲ့လက်နဲ့ကြီးတွေအဲအဓိကပဲ ကျွန်တော်လက်လုတ် rocket တွေအဲ့ဒါတွေကျွန်တော်ဟုတ်လို့ရေးကန်တာနဲ့တောင်းဝင်ယူပြီးတော့သွားတာအဲ့အချိန်မှာကျွန်တော်အချိန်မှာကျွန်တော်ရဲဘော်တွေကတိုက်ပွဲကအဲပထမတစ်ကြိမ်နည်းနည်းခက်ခဲဖြစ်နေတဲ့တော်တော်လေးကြာတော့တာညာကြီးဘာမှလည်းနည်းလို့အတဲ့အတွက်အဲ့ချန်နေပြီးတော့မှကျွန်တော်နောက်ပိတ်ဆုံးဖေဖော်ဝါရီလတိုက်ပွဲမှာဟုတ်တယ်ဖေဖော်ဝါရီလဂျင်းကြမှာကျွန်တော်တက်ပြီးတော့တက် ညာစုဖွဲ့ပြီးတော့ကျွန်တော်ရှာအင်အားကိုတခြားပုံစံနေနဲ့ထပ်ထွန်းကြည့်ရပါဘောအဲ့ဘယ်ဘာပြောလဲကျွန်တော်လူကြီးကပြောတယ်ဘယ်နေရာနေလောက်မှာဟိုအဲ့ချိန်မှာတောင်ရအောင်လောက်မှာဆိုပြီးတော့လောက်တော့ကျွန်တော်လည်းရဲဘော်တွေမှာလည်းကိစ္စရှိတာပေါ့အလုံးတကယ်တော့တိုက်ရတာကျွန်တော်တို့ကတမိုင်းကြောင်းကြီးရဲ့တက်တယ်အစင်လာကောင်းတဲ့တက်တယ်ပေါ့ဟိုမဟာမိတ် KIA နဲ့လည်းတိုက်ရတယ်ကျွန်တော်ပြီးတော့ကျွန်တော်ကြီးပြင်းရတဲ့ကျွန်တော်ရဲ့မိခင်တက် ် EBS ရေတရင်17နဲ့ဟောအဲ့ဒါတော့ရေပေါ်ဒီမှာလည်း mindset အရေးကြီးရအောင်ပြောပြကျွန်တော်ဒီကောင်လေးကိုတွေ့တာပွေလင်းပြောမယ်ဆိုရင်ကျွန်တော်ရေပေါ်ဒီနဲ့အလဲကြတွေ့တဲ့အချိန်ပေါ်မှာအဲကျွန်တော်အခြေခံပတ်စင်ရတိတိကျကျဘယ်လိုပြောမလဲအပတ်စင်တစ်ခုမရှိပြကျွန်တော်တက်မှာပဲကျွန်တော်ဒီမှာထိုင်နေတဲ့အချိန်ပဲကျွန်တော်အပတ်စင်မရှိဘဲနဲ့ဒီမှာရဲဘော်ဖြစ်ဒါရန်တိုက်ချင်တဲ့လူတွေကျွန်တော်တက်မှာပဲ စေလင်းချင်းမှုတစ်ခုလေးလုပ်ပြီးတော့မှဒီရဲဘော်တွေနဲ့တောင်မှတတ်တိုက်တာတော့ကျွန်တော်တို့ကအရန်အရန်ကြိတ်လို့ဘယ်လိုပြောလဲဒီရဲဘော်တွေကိုတော့မထိနိုင်ဘူးသူတို့အဲ့လိုဒါမျိုးရဲဘော်ကကိုပိုင်ပတ်စင် CD တွေတခြားအပတ်စင်အမြင့်တွေပြောနေကျွန်တော်ဒီတိုင်းကျွန်တော်တတ်မှာပဲထွင်းထားတဲ့ရဲဘော်တွေနဲ့တောင်မှကျွန်တော်တို့သူတို့လိုက်ကြိတ်လို့အဆင်ပြေရတယ်တော့တော့ပုံရတဲ့အထိဖြစ်သွားတယ်ပေါ့အဲ့တော့အင်းတော့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါတော့ကျွန်တော်တို့ရဲ့ လက်နဲ့ကြီးစမ်းတက်ကိုရင်ကြီးပေါ့ရဲဘော်တွေအကုန်လုံးလက်နဲ့ကြီးစမ်းတက်ကိုအမှလက်နဲ့ကြီးတက်ဖွဲ့တွေအများကြီးရှိရယ်အဲကျွန်တော်ရပြီးသွားဆိုစမ်းတက်လိုက်ဒီဟာဘယ်မှာစမ်းတက်တယ်လဲဆိုဒီဂုံးပဲသွားသွားစမ်းတက်တာအဲအဲ့ဒါဆိုကိုဒီကောင်တွေကဟိုဘယ်လိုပြောမလဲအဲအဂုံးစမ်းတက်တဲ့ဘယ်ကနေပြစ်လို့ပြစ်မှမသိဘာလှုပ်လှုပ်လှုပ်မှမသိအဲ့လိုမျိုးအခြေအနေတွေပါပေါ့ဒါပေမဲ့ကျွန်တော်တို့အရန်ကောင်မှတိုက်ပွဲကိုအตาစီးကနေကျွန်တော်တို့လှုပ်ချင်တိုင်းလှုပ်ဒီဘက်တခြား ဇောဖွဲ့တွေဆိုလဲသူတို့လောက်ချင်တယ်လို့ကျွန်တော်တို့စမ်းတက်ရေးစီရင်နေစီရင်လေ့ကျင့်တဲ့နေရာဖြစ်ခဲ့တာဟုတ်တတ်မှတ်မှုနေရဲ့ဟွာအဲ့လိုအဲ့လိုအဲ့အနေရှိတော့မှာအဲ့လိုအချင်းတွေကနေနောက်ပိုင်းဘယ်လိုပြောမလဲထိခိုက်မှုကတော့ရှိရပါဘောဗျာပန်းနဲ့ပေါက်တာမဟုတ်တဲ့အတွက်ဒီဘက်မှာရဲဘော်တွေထိခိုက်တယ်ဒဏ်ရာရတယ်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာတိုက်ပွဲကြောက်စိတ်ဖြစ်သွားမျိုးတော့မရှိဘူးပြန်ကြိတ်မယ် အကုန်လုံးအင်အားထပ်ဖြည့်ရကျွန်တော်ဆိုလဲကျွန်တော်တတ်နိုင်တဲ့ဘက်ကနေကျွန်တော်ရှင်နေအဲပထမဆုံးဖေဖော်ဝါရီလ14ရက်ဟုတ်တယ်အဲ့တိုက်ပွဲဆိုရင်ကျွန်တော်ရှင်9ရက်ပဲကျန်တာအမှအကြဆုံးမရှိဘူးဩဒဏ်ရာတွေရအများများတယ်ပေါ့အဲအချိန်တော့အဲ9ရက်ပဲကျန်တာတောက်လျှောက်နောက်နောက်တစ်ချိန်ပြန်ပြီးတော့မှအင်အားထပ်ဖွဲ့ပြီးတော့မှပြန်ချိန်လိုက်တာယုံတော့ယုံတော့ပေါ့ဒါပေမဲ့တအားအရန်ကြံသွားတဲ့ ဟိုလာလာစီလိုက်ဒီအမတိုက်ပွဲဖြစ်တာရှိရဥမာနိုဝင်ဘာတရက်နေ့ဆိုကျွန်တော်တို့ရဲ့ဟို36နှစ်ပြည့်ရှိရတယ်ပေါ့အဲ့လိုမျိုးတွေမှာလည်းစရတဲ့ဟာတွေရှိရတိုက်ပွဲတွေပြန်စပြီးတော့ဒီဖေဖော်ဝါရီ14ရက်ကတော့ကျွန်တော်တို့အတွက်ညှော်လင်းနေတာတွေလည်းဖြစ်လာတယ်မညှော်လင်းနိုင်လည်းဖြစ်လာတယ်ပေါ့ဒါပေမဲ့အကုန်လုံးကတော့ဆက်ဆက်ဆက်ကွာအရန်ကမှရဲဘော်တွေအကုန်လုံးတပ်ပေါင်းစုတွေနဲ့အကုန်လုံးအလုပ်လုပ်နိုင်တဲ့တိုက်ပွဲလို့လည်းပြောလို့ရတာပေါ့ဗျာအဲ့အဲ့အဲ့ဖြစ်စီကတော့ ။ဟုတ်ဒါပေမဲ့တယောက်မှလည်းစိတ်ကြွားသွားတာမျိုးမရှိဘူး။အကုန်လုံးပြန်ကြိတ်မယ်ဆိုတာကြီးပဲ။တရားထဖြစ်ပြန်ကြိတ်မယ်ဆိုတာကြီးပဲ။ဒီအဲ့ရဲ့အခြေအနေကိုအဲ့ရတာဘူးဆက်မထိနိုင်တဲ့အတွက်အင်တော်ရရတော့ကြာ။ဒီဘက်မြူလည်းပဲချမ်းဆိုလည်းမြူလည်းချမ်းနေပြီးတော့မှကျွန်တော်အရင်ဝင်လောက်တာတော့မြူလည်းပဲချမ်းပေါ့။နောက်ပဲဒီဘက်အနောက်ဘက်အာအရှင်းမြောက်ဘက်ကလည်းကျွန်တော်အလိုမျိုးပြန်ကြိတ်ကြအောင်။ဟုတ်အဲ့တခုအဲတခုတော့ရှိရကျွန်တော်ဒေါ်လာရေးရဲ့ပေါ်နေဒီနေ့ကမမရရနေဖြစ်သွား အကုန်လည်းကျွန်တော်လည်းဘယ်လိုပြောမလဲအဲကျွန်တော်ရဲဘော်တွေရဲ့အဲလေးနှစ်ပြည့်ဖြစ်တော့အဲ့တော့လည်းရဲဘော်တွေအားလုံးရဲဘော်တွေအားလုံးလေးစားပါတယ်အကုန်လုံးတန်ကြီးလက်ကြီးနဲ့ကျွန်တော်တို့လိုချင်တဲ့အရာအတွက်ကိုဖက်ဒရယ်ဒီမိုကရေစီကိုကျွန်တော်မရရအောင်တိုက်ခိုက်ရင်းနဲ့တွားမှာလို့လည်းဂရီတိစာပြုတ်ကဒီအခုဒီနေ့ရဲ့အထိတ်မှန်နေနေနဲ့ဟုတ်ဟုတ်ကဲ့ပါအခုအဲ white day အာကျွန်တော်တို့လည်းကြားရတယ်လေနော်ဟိုတပ်ဖွဲ့တွေကဘယ်လောက်တောင်မှဆေးအားပြင်းပြလဲဆိုတော့အဲ့လိုအဲထိခိုက်တံရရလို့နားခိုင်းတာတော့မှပဲမနာဘူးပေါ့နော်အဲဟိုအရှိမအင်အားယော့မှဆိုလို့ငါမနာဘူးငါရတယ်ငါလက်ညှိုးကွေးလို့ရသေးတယ်ဘာမှမဖြစ်ဘူးငါပြစ်လို့ရသေးတယ်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့သွားတာရေတောင်ရှိတယ်ဆိုရသိရအောင်ဟုတ်တယ်ကျွန်တော်တို့ဆိုရင်ဟိုအင်အားဟိုကကျွန်တော်ကလိုရင်အနောက်ကနေထပ်ပြစ်လို့ရတာရှိတယ်အဲ့ထဲမှာကြိတ်မိတ်ခံပြီးတော့မှရှိရအင်အားနဲ့ကြိတ်နေတဲ့ တက်ရင်းနေလဲရှိရပဲအရင်လေးစားစရာကောင်းတယ်ဒီတိုက်ပွဲမှာဘာဖြစ်လဲဆိုကျွန်တော်ဒီယာယူလောက်တရကပြီးတော့လဲခွန်ခွန်ဆိုတဲ့ဟာယူဘယ်လိုကျွန်တော်ပြုတ်လေးပြောဆောက်ခွက်ဖြတ်ရိုက်ချင်ကြတာရဲဘော်တိုင်းရအဲ့လိုအဲ့လိုအဲ့လိုမျိုးပေါ့ရဲဘော်တိုင်းကျွန်တော်တော့မဟုတ်ဘူးအဲ့မှာရှိရတက်တယ်အကုန်လုံးကလဲဒီကောင်းအဲ့လိုမျိုးဖြတ်ရိုက်ချင်တယ်ပေါ့အဲ့လိုမျိုးစိတ်နေပဲဒီတိုက်ပွဲအကောင်းဆုံးချင်းကကြတာအကုန်လုံးလေ့လာကြတာတခြားကဏ္ဍတွေလိုအပ်တိုက်ပွဲတွင်းမှာဘာလိုအပ်တယ်လဲဘာပြင်ဆင်ရမလဲအကုန်လုံးပဲကျတော့အနည်းကအ လိလာတဲ့တိုက်ပွဲလည်းဟုတ်တယ်ကျွန်တော်တို့တွေအများကြီးဒီစစ်မှုတပ်တန်းဒီလောက်အနေနဲ့ဒီတဲ့ပို့ပြီးတော့ဘယ်ဘယ်တော့မှမရှိရပြီဗျတမိုင်းကြောင်ကြီးထဲမှာဘယ်တော့မှမရှိတဲ့အရာမျိုးကျွန်တော်တို့ကြပြီးတွင်အောင်အလုပ်လုပ်ခဲ့ကြတာရဲဘော်တွေအားလုံးကကြိုးစားမှုပဲဟုတ်တယ်ကျွန်တော်ကတော့ဒီလောကအဲ့ဒါကအတိအကျရအရင်လဲလေးစားတယ်တခြားတိုက်ရင်တပ်ဖွဲ့ရောဒီပွဲမှာအလုပ်လုပ်တော့တဲ့ဟာရောဟုတ်ဟုတ်ကဲကြားရတာအားရစရာစက်သိမ်းထားစရာကြီးပါတော့တပ်ဖွဲ့တွေရဲ့ ော်တကယ်တကယ်ဝိုက်တယ်ဘိုးဘောစောက်ပဲပြဲရဲရှင်တကယ်ဝိုက်တယ်အကောအကောကဒီဘက်မှာတောင်းနည်းနည်းဒါပေမဲ့ကျွန်တော်တို့အကောငယ်နိုင်ရှိခဲ့တယ်ရှေ့တပိုင်းကျောင်းတွေမှာလည်းရှိရဲအဲ့ဒါကြီးတော့မပြောတော့ဘူးကျွန်တော်တို့ဒီဘက်ကတာခွေကတော့တို့ရဲ့အိမ်မက်ဆိုးကြီးရှိခဲ့တာပေါ့တို့ရဲ့ဆိုးပဲဆိုးကြီးတို့ရဲ့တပိုင်းကျောင်းအရာဒီဘက်ဟိုတော့တို့ရဲ့တို့ဘလို့ပဲကြီးစွဲကြီးစွဲအဲ့လိုမျိုးမှာကျွန်တော်ဒီဘက်မှာတော့တို့တော့အိမ်မက်ဆိုးကြီးတယ်ပဲဒီအင်တော်တိုက်ပွဲမှာမဟုတ်ဘူးအရှိပါတဲ့နဲ့ကူပါတို့တောက်လျှောက်ပြန်ကျွန်တော်တို့လုပ်တဲ့မြခံရတဲ့ ဟာပေါ့လေနော်ဒါပေမဲ့အင်အားရမ်းများလာတဲ့အချိန်ဒီမှာကျွန်တော်မထိနိုင်တဲ့အချိန်တွေရှိရပေါ့လေအဲ့လိုမျိုးဟုတ်ဟုတ်ဟုတ်ကောဒါဒီတိုက်ပွဲဒီအောင်မြင်မှုကြီးကဟိုမိုက်မိုက်တယ်ဟိုတပ်ဖွဲ့တွေရဲ့စကားတွေကြားရရင်လည်းအဲ့လိုချက်သိမ်းထားကြရသေးကြီးပဲပေါ့နော်ပြီးတော့တပ်ဖွဲ့တွေစိတ်ရထက်တန်မှုကြီးလည်းတကယ်မိုက်တယ်ပြီးတော့ကျွန်တော်အဲ့ဒီထဲမှာအရန်သဘောကျတဲ့တခုပါတယ်ဗျာအခုတို့ဘလို့ခက်စားရလဲကျွန်တော်မေးချင်တာပေါ့နော်အဓိကအဲ့လိုလေအဲတပ်ဖွဲ့တွေကအခုဆိုရင်တပ်ဖွဲ့ချင်းတိုက်တာမဟုတ်တော့ဘဲနဲ့ဖွဲ့တွေပေါင်းပြီးတိုက်တဲ့ပုံစံမျိုးဖြစ်လာတယ်ပေါ့နော် အဲ့အဲ့ဒီ indoor ဆိုလည်းအဲ့လိုပုံစံမျိုးပေါ့နော်အဲ KIA ရဲ့ဥဆောင်မှုနဲ့အတူတူကျွန်တော်ပါဝင်ပူးပေါင်းပြီးတိုက်ခိုက်တဲ့အဖွဲ့တွေကအများကြီးပဲအဲ့အဲ့မြေပြင်မှာဆိုလည်းအချို့ဆိုပြောကြရပါတော့နော်အဲ့အဲ့လိုမျိုးပူးပေါင်းငါတို့တကယ်ချင်းနေအစ်စ်တွေအများကြီးရကြတယ်ပေါ့နော်အဲဟိုဟိုကတန်ရင်လာလိုက်ဒီကတက်ခွဲလာလိုက်အဲ့လိုမျိုးဆိုတော့အဲ့မှာအဲ့လိုအခက်အခဲတွေပါရှိလေအဲ့ပြီးတော့အဲ့လိုပေါ့ပြီးတော့ဘလို့အချိုးတက်ရောက်မှုတွေပေါ့နော်အဲ့ပြီးရင်အချိုးရှိတာတွေရောဘာတွေရှိမလဲပေါ့နော်ဒီလိုမျိုးပူးပေါင်းပြီးတိုက်ရတဲ့အတွက်ဩဟုတ်တယ်ဘူဘော်ဘီတိုက်တဲ့အတွက်ဟိုကျွန်တော်ပြော ကျွန်တော်လည်းပူပေါင်းတိုက်တဲ့အချိန်မှာအခက်ခဲခက်ခဲဆိုရတယ်နားလည်မှုတွေပြီးတော့အရင်ကိုမတိရတက်နေတယ်မှာတိုက်ရအတွက်ယုံကြည်မှုတွေတော့ဟောတိဆောက်ဖို့တော့လိုတယ်ဒါပေမဲ့ကျွန်တော်တို့သွားတဲ့ message ကကျွန်တော်ဘယ်တက်နဲ့ပဲတိုက်တိုက်ကိုကြားတဲ့တာဝန်ပဲကျွန်တော်တို့ရဲဘော်တွေအရင်ကြီးကြီးရဒီစကားတက်မှုလိုက်မှာနေတာပေါ့ဗျာကျွန်တော်အမြင်ကတော့ဘယ်တက်နဲ့ပဲတိုက်တိုက်ဒီဟာအာမကူပဲနဲ့ကိုယ့်ရဲ့ဆွတ်ဆော်ရေးအကောင်းဆုံးအမှတမတ်ထားတဲ့ နေရာတွေအချိန်တွေကိုရောက်အောင်တတ်မှုတွေကနေလှုပ်ဆောင်သွားရင်တော့အကုန်လုံးအဆင်ပြေရဲ့အဲ့လိုမှမဟုတ်ဘူးねဟိုဘယ်လိုပြောမလဲစစ်သားဒီတပ်တပ်ဖွဲ့တွေဥဆောင်တဲ့တတ်မှုတွေကဟိုဝတ်တက်လိုက်ဒီကဆင်းလိုက်အဲ့လိုပုံစံမျိုးမဟုတ်ဘူးねအကုန်လုံးကြိတ်ပြီဆိုရင်အကုန်လုံးမြန်မြန်ဆန်ဆန်နဲ့အဲတမပြထားတဲ့နေရာတွေမရောက်ရောက်အောင်လှုပ်ကြတဲ့ကိုစီတာဝန်နဲ့ကြည်ပြုံရပါဗျာအမှဟိုအနည်းဆုံးအသေးဆုံးတတ်မှုကအစဥမာတက်စိတ်မှုလို့တက်စုမှုလို့အဲ့ဒီဟာအစသူတို့ရဲ့တတ်မှတ်ပြထားတဲ့နေရာတွေမရောက်ရောက်အောင်လုပ်နိုင်တဲ့အတွက် ဒီရဲ့အဖြေတပ်ပေါင်းစုရဲ့အဖြေတခုလည်းထွက်သွားတယ်ဟုတ်တယ်ဗျဟုတ်အဲတချို့ဆိုပြောရလေအဲငါတို့ဒီမျိုးသိမ်းပြီးသားမင်းတို့မျိုးလည်းငါတို့လာသိမ်းပေးမယ်အဲ့လိုမျိုးလေးပါဖြစ်သွားဟုတ်တယ်ဟုတ်တယ်ခဏနေမနေ့ကတော့ကျွန်တော်နဲ့ဆရာကျောင်းနဲ့ပြောနေသေးတယ်ဟုတ်အင်းတော်မာတဲ့ ပြင်းနေပြီတဲ့ကတောင်မလုပ်သေးဘူးလားတဲ့အဲ့မှာရှိရပစ္စည်းလည်းလာယူတုံးလာတော့တဲ့ချရတော့လှုပ်ချင်နေပြီတဲ့ဒီကောင်နည်းနည်းစောင်းကြွားနေပြီတဲ့လေနဲ့ဟိုကလှုပ်ဒါလည်းကိစ္စရေလာချလှုပ်ချတာကိစ္စရေလည်းတိတာဆိုငါပြင်းနေပြီပေါ့ဟာအဲ့ဒီဟိုကလာချက်ချင်နေတယ်ကျွန်တော်တော့မနေ့ကလာပြီးတော့ပြောနေတယ်အာချမယ်လို့လားဆိုကျွန်တော်လည်းနည်းနည်းဒီဘက်မှာစုဖွဲ့မှုလေးလုပ်နေလို့ဟုတ်ဟုတ်အဲစစ်ကောင်စီကတော့ဒီဟာနဲ့ပတ်သက်လို့တော့သူကတော့အဲတိတိပြီးသားပါတော့ဒီမြို့ပြီးသွားရင်ငါတို့ဘယ်မြို့တိုက်ခိုင်းရအောင် ဘယ်လိုပြီးသွားရင်ဘယ်လိုတိုက်ခိုက်ရတော့မယ်ဒီလိုမျိုးလို့သိသွားပြီပေါ့ဒါပေမဲ့အဲ့သူတို့သိသွားတဲ့နောက်ပိုင်းမှာဟိုရသူကခန်းစစ်လက်သေးချပြင်းတယ်ပေါ့နော်တော်တော်ကြီးကိုပြင်းပြင်းစင်စင်လုပ်တယ်အခုမုံရဘက်ဒီမှာဆိုလဲသူတို့လုပ်ကြတယ်အကင်ဘီနာဘက်ဒီမှာဆိုလဲသူတို့ခန်းစစ်တွေလုပ်တယ်အဲ့ရှေ့ပိုင်းကာလာဒီမှာလည်းအဲ့လိုပဲဘာလို့လဲဆိုတော့သူတို့စီကိုမြားဦးလှည့်လာပြီဆိုရင်သူတို့တေချာပေါက်သိရတယ်ပုံမျိုးပြီးရင်တော့ဘယ်မျိုးရောက်တော့မယ်ဘယ်စကန်းပြီးရင်တော့ဒီစကန်းရောက်တော့မယ်အဲ့လိုမျိုးသိတယ်ဗျာသိတဲ့အတိုင်းလဲသူတို့ပြင်ဆင်တယ်ဒါပေမဲ့သူတို့ ကျင်စင်တားတဲ့အတိုင်းကိုကျွန်တော်တက်ဖွဲ့တွေကသွားတက်ရင်လည်းသူတို့တေကြတယ်ကြကြတယ်ပြီးရင်စကန်းတွေစုံခွာရတယ်ပေါ့နော်အဲ့ဒါဘာကြောင့်မလို့ဖြစ်ဖြစ်နိုင်လဲအဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုခဏနေရဒီနေ့အထိမ်းမန်းနေ့အနေနဲ့ပြောမယ်ဆိုလင်းနှစ်သားတွေအလုံးစောက်ခွက်ဖြတ်ရိုက်တာခံနေရတဲ့ကောင်တွေကစစ်မှုတပ်ထမ်းအမြင့်ကြီး20လောက်ကောင်တွေတောင်မှမခံနိုင်တဲ့အခြေအနေမှာအဲဘယ်လိုပြောမလဲ နလခွဲသုံးလခွဲသားတွေနဲ့တော့ဘာမှလုပ်လို့မရဘူးဗျာအဲ့ဒါအမှန်တရားတစ်ခုဖြစ်လာပြီအခုသူဒီဘက်မှာသူဘာစစ်မှုတက်ဘာစစ်မှုဒါဥပဒေတွေဘာတွေပဲပြပြနေတော့ဒီဘက်အရန်ကျွန်တော်တို့စစ်အတွေ့အကြုံကျွန်တော်တက်တန်းလောက်ရှိရဲ့လူတွေတော့မှမထိနိုင်တဲ့အရာတစ်ခုဘာနဲ့မှထိလို့မရတော့သူတို့ဒီအခုနောက်ဆိုရင်ဘလို့အခြေအနေပဲဖြစ်ဖြစ်လုံးဝစစ်မှုဒါမှမဟုတ်နောက်ဆုံးဘလို့ဖြစ်လာမလဲဆိုရဲဘော်တွေမှာလည်းအယုံကြည်ချက်လည်းမရှိတော့သူတို့ရဲ့ဘိုးဘေတွေတောင်းမှကြိတ်ခံနေရမှာတော့သူတို့ရဲ့အခုလိုလာတဲ့ အခြေခံလောက်နေတော့သူတို့ဘာလို့မရအောင်ဆိုတာတကယ်ထွက်ပြေးလာရင်လည်းအရှိရာပေါ့လေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုပြောမလဲဟောခွက်ပြောက်တယ်ဆိုတာဗျာဟောဘယ်လိုပြောမလဲဒီတိုင်းဖက်တွေဖက်နေစားလို့ရဒီကောင်တွေမှာဘာအကုန်ကိုပျောက်ပြီးတော့ဒီကဟုတ်တယ်အဲ့တော့လုံးဝရဲဘော်တွေ motivation ဖြစ်မဲ့စကားပေါ့ဗျာကျွန်တော်တို့ဒါတွေပြောဖို့ အရန်လိုအပ်တယ်လုံးဝပြီးတော့ယုံကြည်မှုပြောင်းဆုံးနေတဲ့ရဲဘော်တွေတိုင်ငယ်တဲ့ရဲဘော်တွေရှိရလုံးဝဒီရတဲ့အခိုက်တံပဲဖြစ်သွားလိမ့်မယ်ဗျာလုံးဝအကုန်အဆင်ပြေသွားလိမ့်မယ်အဓိကကျွန်တော်ကျွန်တော်ကြတော့ဒီဘက်ဒေါ်လာရေးကိုစပြီးတော့ခံလာကြတော့အဲကျွန်တော်တို့အရန်ပင်ပန်းရတဲ့အခြေအနေရှိရစစ်ကြောင်းလေးကိုလိုက်ပြီးတော့လိုက်လုံခရရတဲ့ဟာလေး2022 23လောက်ကဒီဘက်မြို့သိန်းတွေကျွန်တော်ထိုးစစ်တွေအကောင့်ထဲမှာပေါ်ခင်တော့သူတို့ရဲ့စစ်ကြောင်းလေးရှေ့ကာကင်းတွေကိုလိုက်လုံရအခြေအနေတော့တအားပန်းရတယ် အဲ့ချိန်မှာကျွန်တော်တို့မင်းတို့မလုံနိုင်မလဲဆိုပြီးတော့စောင့်ကြည့်နေရရှင်ဒီဘက်မြန်မာနိုင်ငံအလဲပိုင်းနေအောက်ပိုင်းနေလဲအခုအဲ့လိုပုံစံမျိုးကြီးုံနေရဒါပေမဲ့အာအာလျှော်လို့မရအောင်ကျွန်တော်တို့အက်တာတွေသူတို့လုံးဝမထိနိုင်အဲ့ဒီသူတို့ဒီမြန်မာနိုင်ငံအလဲပိုင်းမှာဖြစ်ပြနေတဲ့ဟာကဟိုတော့ကျွန်တော်တို့ဘက်မှာဖြစ်ခဲ့ပြီကျွန်တော်တို့မှာဟိုလွန်ခဲ့တဲ့၃နှစ်လောက်ကဖြစ်ခဲ့ရတာဟိုအရင်ကချစ်ပြည်နယ်ဘက်မှာလည်းဖြစ်ခဲ့ပြီပေါ့ဒါပေမဲ့လုံးဝမထိနိုင်တော့ညှို့ဆင်းလာပြီပေါ့အဲ့လိုပြောအင်းနဲ့အားနဲ့ ဝင်လာပြီဖြစ်တော့တဲ့တို့ကတော့ဘာမှတော့လှုပ်နိုင်မှာတော့မဟုတ်တော့ဘူးကျွန်တော်တို့ဟုတ်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 အာမြို့သိန်းနဲ့ပတ်သက်လို့ပေါ့နော်ဟိုအောင်မြင်မှုတွေလည်းသိရတယ်ပြီးတော့အချိုးရှိတဲ့ဟာတွေလည်းအများကြီးရှိကြောင်းသိရတယ်ပြီးတော့စိတ်ကောင်းစီဘက်ကအခြေအနေပေါ့နော်ခွက်ခွက်တင်မဟုတ်အကုန်ပျောက်တဲ့စိတ်ကောင်းစီပေါ့ အဲခွက်ပြောက်တဲ့စိတ်ကောင်စီလို့တော့ပြောလို့မရတော့အကုန်ပြောက်သွားအဲ့လိုကောင်မျိုးတွေရဲ့အခြေအနေတွေအကုန်ပြောက်ပြီခွက်ပြောက်ပြီဆိုတော့လည်းလှုပ်ရှားလို့ရတယ်ဗျာသူကပဲဂျီဂျိုတွေဂျီဂျိုတွေဖက်တွေဖက်နေစားလို့ရတယ်အကုန်ပြောက်တာဘာအကုန်ပြောက်တယ်ကျွန်တော်ဘက်မှာပြောအကုန်ပြောက်ပြီစားပြောက်ပြီပေါ့အဲ့လိုမျိုးတကယ်အားရရအဲပြီးတော့ကွာဒီဒါဒါအခုအခုလိုမျိုးဒါကျွန်တော်ပြောခွင့်ရရအတွက်လည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်အဲပြီးတော့ဒါရဲဘော်တွေကိုယ်စီမှာရှိတဲ့ရဲဘော်တွေရောကျွန်တော်ပြည်သူတွေကတကယ်ကိုလေးစားပါတယ်တကယ်လေးအားကိုးတယ်ပေါ့နော် အဲကိုတို့အဲ့လိုမျိုးမျိုးသိန်းတွေကနေပြန်လာတာပဲဖြစ်ဖြစ်ပေါ့နော်အဲပြည်သူတွေကြိုကြတဲ့ဟာကိုမြင်ရင်ကိုလည်းသိမှာပါပေါ့နော်ဘယ်တော့တောင်မှသူတို့ရဲ့ရှင်ထဲမှာရှိတယ်လေသူတို့သားသမီးအရင်းလို့ကိုပေါ့နော်ပြည်သူတွေကကြိုဆိုကြတဲ့ဟာတွေကလည်းတကယ်အားရဝမ်းသာစရာရှိလာတယ်ပေါ့နော်အဲ့တော့အဲ့လိုပြည်သူတွေအတွက်ကိုရောကိုဘာမှာတကားလေးပြောခြင်းအများကြီးကျေးဇူးတင်တယ်ကျွန်တော်ပြည်သူတွေအဓိကတော်လိုင်းရွေးချင်းခဲ့တဲ့အချိန်မှာလည်းအဲ့ဒါအရေးကြီးရဲ့ဗျပြည်သူတွေကလက်ခံမယ်ကျွန်တော်တို့နော်ပြည်သူတွေ ပြည်သူတွေလည်းကျွန်တော်ကုစားပြရမယ်ပြည်သူတွေလည်းပေးဆိုင်ရမယ်ဒါဒေါ်လာရေးဓမ္မတွေရဲ့လုံးဝဟိုလိုက်နာမယ်စီမင်းစီကမ်းထဲမှာလည်းပါတာပေါ့လေအဲ့လိုပြည်သူတွေကတော့အခုချိန်မှာတော့တို့အရန်တာဝန်ကြီးတယ်သူကောင်းကောင်း supporting ပေးတယ်တို့လှုပ်တက်နိုင်တဲ့ဟာကိုကောင်းကောင်းပြည်သူတယောက်အနေနဲ့ပြည်သူတွေအနေနဲ့ဝိုင်းဝန်းပြီးတော့လှုပ်ဆောင်ပေးကြတယ်ဒီຢာတွေကျွန်တော်တို့မစော်ကားမိဘူးလေကြိုးစားရမယ်လုံးဝဒေါ်လာရင်ကာလာမှာအရန်ရေးကြည့်တော့မယ်ဒါကြီးကဒီဘက်မြင်းမြင်းတွေမှာဖြစ်ပြနေရလဲကြားရတယ်တချို့အရာတွေကပြည်သူရဲ့ယုံကြည်မှုတွေနည်းလာတဲ့ဟာတွေ ပြီးတော့ယုံကြည်မှုတွေမတိဆောက်တတ်ဘူးစီယုံရေးတွေစွန့်ရင်တွေကြော့ကြလာတယ်ဟိုတစ်ဖက်မှာလည်းကျွန်တော်တို့သူတို့တွေကိုကုညီရိုင်းပေးရမယ့်ကိစ္စရှိပြည်သူအကျိုးပြုလုပ်ငန်းတွေဒါတွေမြေပြင်မှာအားနေလာတဲ့အတွက်စိုးမှုနဲ့မြေတွေအရန်ကောင်းလာရင်တော့ဒါလောက်ကိုလုတ်ပေးရမှာဗျာပြည်သူတက်တာကိုမျောလင့်ပြီးတော့မှကျွန်တော်တို့ကျွန်တော်တို့သူတို့အတွက်အကောင်းတဲ့ဘဝတစ်ခုကိုထူထောင်ပေးမယ်တိဆောက်ပေးမယ်ဆိုတာသူတို့ကအရန်ယုံကြည်ရတာအဲ့အရာကိုကျွန်တော်တို့ကတက်တည်ပြအောင်အဲ့တော့ကျွန်တော်ရဲဘော်တွေပဲ တာဝန်ရှိရမို့ဌာနဆိုင်ရာအကုန်လုံးမှလည်းတာဝန်ရှိရပါလိမ့်ကြအဲ့ဒီကိစ္စကြီးဒါတွေကတော့လုံးဝပြည်သူတွေအတွက်ဟိုကျွန်တော်လှုပ်ပေးတဲ့အရာတွေပဲအဲ့ဒီအရာတွေအားနည်းအတွက်ဒီပဲပြည်သူတွေရှာနေစကားသံတွေထွက်တယ်ဒါတော့ပြည်သူကတော့အမြဲတမ်းမှန်တယ်နော်ပြည်သူကမြင်တာပဲပြောတာဆိုပြည်သူကတော့အမြဲတမ်းမှန်တာလို့ဘယ်လိုမျိုးဟောအဲ့ကြောင့်အခုကျေးဇူးအများကြီးတင်နေရောတော့အဲဒီလိုမျိုးအောင်ပွဲနဲ့ပတ်သက်တဲ့အင်တာဗျူးတွေပေါ့နော်အဓိကတော့အောင်မြင်မှုတွေရဲ့အကြောင်းကိုအမြဲတမ်းပြောခွင့်ရဖို့အတွက်လည်းဆူတောင်းနေပေါ့နော် အခုတို့လည်းဒါကျွန်တော်လည်းအများကြီးကြိုးစားမှုပဲဗျဒီအခုမှကျွန်တော်စပြီးတော့ဂိုင်တွေ့တာတက်အငယ်လေးပဲရှိတယ်ဒီကနေ့စုဖွဲ့မှုအရန်ကောင်းပြီးတော့မှတခြားကျွန်တော်တို့ရဲ့အဲတက်ဆိုင်တဲ့ဂွေနေကျွန်တော်ရဲ့တာဝန်ကြတဲ့နယ်မြေတွေတဲ့ပို့ပြီးတော့မှလည်းအလုတ်လုံနိုင်အောင်လို့ကျွန်တော်တို့ရဲဘော်တွေနဲ့ကြည်ကြည်လေးလေးခခိုင်မမာနဲ့တိဆောက်ပြီးတော့မှလည်းဒီကောင်းလေးဘယ်လိုပြောကျွန်တော်ရှစ်ဆက်ပြီးတော့ကြိတ်ချင်နေရပေါ့အဲ့လိုမျိုးဟုတ်ကဲ့ကိုကိုစန္ဒရည်လည်းတကယ်ပြည့်ပါစေကျွန်တော်လည်းတကယ် ဆူတောင်းတယ်ပြီးရင်အားလည်းအားကိုးတယ်ပေါ့နော်အဲတကယ်လည်းယုံကြည်တယ်ပြီးတော့အာနာနာနဲ့တောင်းဆိုချင်တာအဲ့လိုပေါ့အဲ့လိုအောင်မြင်မှုတွေထပ်ပြီးတော့ရဖို့အတွက်ချူသားပေးပါအောင်ပေါ့နော်အဲပြီးတော့ဒါကိုကိုပြောသလိုပေါ့နော်အဲပြည်သူတွေကိုလည်းကူးဆိုင်ပေးပါပြီးတော့ရဲဘော်တွေလည်းကူးဆိုင်ပေးပါပေါ့နော်ပြီးတော့ကိုကိုယ်တိုင်လည်းဂျမားကြီးလုံချိုကြီးကိုကူးဆိုင်ပေးပါပေါ့နော်အဲကျွန်တော်ထပ်ပြီးတော့ဆုံညပါမယ်ကိုကြီးဟုတ်ဟုတ်ကဲ့ဗျလေးစားပါတယ်ဗျာဟုတ်ကဲ့ပါလေးစားပါလို့ဗျဟုတ်ကြားရတဲ့အတိုင်းပဲဗျာဒါအခုမင်းနဲ့ပြောရတာ တကယ်အားရကြကြီးပေါ့နော်ပြောလိုက်တဲ့စကားလုံးတစ်လုံးတစ်လုံးကအနှစ်ကြီးမပြောရင်လည်းမပြောဘူးပေါ့နော်ခုံကွားကောင်တွေကိုတောက်ခွက်ဖြတ်ရိုက်မှာဒီကောင်တွေကိုကျွန်တော်တို့ကြိတ်ချင်သေးတယ်ပေါ့နော်ပြီးတော့ပြည်သူအတွက်ရည်သူပြီးပြောသွားတဲ့စကားတွေကလည်းပြည်သူအတွက်ရည်ရွယ်ပြီးပြောသွားတဲ့စကားတွေကလည်းတကယ်ကိုအနှစ်သာရအပြည့်ရှိပါတယ်တကယ်ကိုစောင့်ထိန်သင့်တဲ့စောင့်ထိန်အပ်တဲ့ကိုကျင့်တရားတွေအကြောင်းကိုလည်းပြောသွားတယ်ပေါ့နော်ပြည်သူတွေကိုဒီထက်ကောင်းမွန်တဲ့ပို့ပြီးတော့တန်ဖိုးရှိတဲ့ဘဝတွေကိုတိဆောက်ပေးရမှာဖြစ်တယ်ပေါ့နော်အဲလိုတိဆောက်ပေးရမှာဖြစ်တဲ့အတွက်အဲလိုကျင့်ဝတ်တွေကိုလည်းဒါတက်ဖွဲ့တိုင်း အကုန်လုံးတိုက်နာစေခြင်းနဲ့ပြည်သူကိုပို့ပြီးတော့ဘိုးပြုတ်ပြီးတော့ကိုစားပြုတ်ပြီးတော့လှုပ်ဆောင်ကြစေခြင်းနဲ့ဆိုပြီးတော့ပြောသွားတဲ့ဟာတွေကလည်းတကယ်အားရဖို့ကောင်းတယ်ပေါ့နော်ပြီးတော့ဒါကျွန်တော်ခုနောက်ပိုင်းမှာပြောရတဲ့တပ်ဖွဲ့တွေနဲ့ပြောရတဲ့အခါတိုင်းမှာပေါ့နော်တပ်ဖွဲ့ဝင်တွေထဲမှာကျွန်တော်တို့ပြောတဲ့အချိန်မှာယာတို့အဆင့်အဆင့်အများကြီးပါတယ်ဖြူဝမှုတွေပါတယ်တယင်းမှုတွေပါတယ်တပ်ခွဲမှုတွေပါတယ်ဟိုအောက်ခြေကရဲဘော်တွေလည်းပါတယ်ပေါ့နော် အားလုံးကသဘုံစံနဲ့ဘာတူလဲဆိုတော့အရန်နှိမ့်ချတတ်တယ်ပေါ့နော်အရန်နှိမ့်ချတတ်တယ်မာနထောင်လွားတာမျိုးမရှိဘူးပေါ့နော်ဒါဆရာကျောင်းတို့ဆိုလည်းကျွန်တော် view တဲ့ချိန်မှာအာကျွန်တော်တဲမှုခေါ်ပါနဲ့ဗျာဆရာကျောင်းမဲခေါ်ပါဗျာပေါ့နော်ဒါကိုမိုင်းဆိုလည်းသူကဆေးတာဝန်ခံပေါ့နော်အဲသူ့ရာတို့ဘာညာမေးတဲ့ခါမှာရပါလေဗျာကျွန်တော်ဒါမှန်ကြီးလိုပဲခေါ်ပါဗျာအဲကျွန်တော်ဒီမှာရှိတဲ့ညီတရားဆရာအဲ့လိုပဲခေါ်တာပေါ့အကုံလုံးကအဲ့လိုမျိုးအကုံလုံးကမိုက်တယ်တကယ်တကယ်လေးစားဖို့ကောင်းတယ်ပေါ့နော်လုံးဝမာနထောင်လွားတာမျိုးတွေနေရာယာရုတာဝန်တွေပေါ်မှာမမောတာမျိုးတွေလုံးဝမတွေ့ရအောင် ါတွေပြီးရင်ဒါလုံးဝအိမ်ပြန်ကြမယ်ဆိုတဲ့သူတွေကြည့်ရပါတော့เนาะအဲ့လိုမျိုးလေးတွေမြင်ရတွေ့ရလဲတကယ်ဂျီနူးအားရကြကောင်းတယ်ဂုံယူကြလည်းကောင်းတယ်ပေါ့เนาะအဲ့တော့ဒီစကားဝိုင်းကနေဒီအင်တာဗျူးလေးကနေလည်းနောက်ထပ်စိတ်ခွန်အားဖြစ်စရာတွေတည်လဲရမယ်လို့ယုံကြည်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်